ကျွန်တော်က6နှစ်မှတန်ပညာစတက်ရတာတားတဲ့အချိန်မှာဒါတော့မှဒီဆရာမတွေကလက်မခံဘူးဒီမိကလေးနဲ့အဆင်မပြေဘူးလို့အာပြောမလို့ခွဲခြားဆက်ဆံခံနေရတာပေါ့နော်ခွဲခြားဆက်ဆံခံနေရတာကျွန်တော်တို့ကြည်ကြောလမ်းလျှောက်လို့မတက်တော့ ကျွန်တော်ကကျွန်တော်တို့တွားနေမှန်ပဲဒါပေမဲ့ကျွန်တော်တို့တယောက်က site ကြည့်နေပြီထူးထူးဆန်းဆန်းကြည့်နေပြီဆိုကျွန်တော်တို့သတိထားမိလိုက်လို့ရှိရင်ကျွန်တော်တို့လမ်းလျှောက်တဲ့ခြေလမ်းတွေကမမှန်တော့တခါကျရင်ချော့ပါလဲအဲအဲ့လိုမျိုးလေးရှိရပါတော့။ကျောင်းပညာတက်နေတယ်အာမတန်ဆွမ်းညီလေးတွေညီမလေးတွေရှိမယ်အတက်ပညာပြီးသွားရင်ဆိုရင်အတက်ပညာကိုဆက်သွားပါပြီးတော့မှ ်ကိုယ့်ရဲ့စာဝတ်နေရေးဆိုတဲ့အရာကိုအေးအေးဆေးဆေးဖြည့်ရှင်းလို့ရမှာဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်တိတ်ဖုန်းနဲ့အကောင့်ဆုံး shopping မှာ mercury your shopping partner နာမည်ကတော့ပြည့်ဖြူဝေလို့ခေါ်တယ်။အာခင်းတဲ့သူတွေကတော့တော့ဖြူဝေလို့ပဲခေါ်ကြတယ်ပေါ့။အာလက်ရှိကကျွန်တော်အာဒီမော်တာစပိန်မော်တာဆိုင်ကယ်အဲပြင်တဲ့ပိုင်ရယ်ပြီးတော့မော်တာဝီချဲမတန်ဆွမ်းသုံးမော်တာဝီချဲတွေလုတ်ပြီးတဲ့အပိုင်ရယ်ပေါ့။ကျွန်တော်ကိုယ်ပိုင်အဲအင်ဆိုင်လေးဖွင့်ပြီးတော့ကျွန်တော်လုတ်ကြိုင်နေပါပေါ့။အဲနောက်တစ်ခုကကျတော့ကျွန်တော်ကမြန်မာနိုင်ငံကိုယ်ရင်ကမတန်ဆွမ်းသူများအတင်းရှုံးချုပ်ပါ အာကျွန်တော်ဗလာရေးမှုအဖြစ်တာဝန်ထမ်းဆောင်နေပေါ့ဇာတိကတော့ရန်ကုန်ကပဲကျွန်တော်ရန်ကုန်ပါရန်ကုန်ကပဲမွေးရန်ကုန်မှာပဲမွေးတာပေါ့အာဒီမတန်ဆွမ်းမှုဖြစ်တာကတော့ကျွန်တော်ကညာဘက်ခြေတော်တစ်ဖက်ပူလီကိုအာအရင်တော့ကတော့စေထုံးမာတယ်လို့ပြောကြတယ်ပေါ့နော်တကယ်တမ်းတော့စေထုံးမာတာမဟုတ်ဘူးပေါ့နော်ဒါကမွေးရပါလူတရာမှာ69ရောက်လောက်ကပူလီကိုယောဂပိုးပါလာပြီးမွေးတာပေါ့အဲဒီယောဂပူပါတဲ့ရာခိုင်နှုန်းများခြင်းနည်းခြင်းပေါ်ပါပဲ အဲဖြစ်မူတည်ပြီးဖြစ်တာပေါ့။ရံငုံများတဲ့သူကရောများတဲ့အလျောက်ဖြစ်ကြတာပေါ့။တချို့ကြတော့လည်းမဖြစ်ဘူးဆိုတာဒါအာပိုလီယိုယောဂပိုးပါတဲ့ရံငုံနဲလို့ပေါ့နော်။အဲအဲ့အတွက်ကြောင့်မှာစိတ်ထိုးစိတ်ထိုးမှရတယ်ဆိုအရင်တော့ဆိုရင်မိဘတွေလူကြီးတွေကအာဆရာဝန်တွေစိတ်ထိုးတာအာဟိုကမဖြစ်လို့ဆိုပြီးတော့ပြောတာပေါ့နော်။ကိုယ်လေးငငယ်တော့ကတော့မသိခဲ့တော့အာအဲ့လိုပဲထင်ခဲ့တာပေါ့။ဒါပေမဲ့တကယ်တော့မဟုတ်ပါဘူးပေါ့နော်။ဆရာဝန်တွေကြောင်းလည်းမဟုတ်ပါဘူး။ကိုယ့်ရဲ့ အဲကန်ဒီမာကြောင့်လို့ပဲပြောရမှာပေါ့ပိုလီယိုရောဂါကိုပါတဲ့ရာဂိုင်းလုံးများလို့အော်ဒီလိုမတန်ဆန်းနေဘဝကိုရောက်ရှိသွားတာပေါ့ကျောင်း6လသားမှာစဖြစ်တာပေါ့ကျောင်းလသားမှာအဲ့ဒီအချိန်ကကျောင်းက91ဘောနေဆိုတော့အဲ့ချိန်မှာကအဲစေးထိုးတာပေါ့နော်ကာကွယ်စေးထိုးတာပေါ့နောက်ပိုင်းဒီအာ2000နောက်ပိုင်းမှာကျတော့ကျောင်းအစည်းဆက်ချတာဖြစ်သွားပြီပေါ့အဲအဲ့တော့အဲ့တော့ဒီဘက်မှာတိတ်မဖြစ်တော့ဘူးပေါ့စည်းဆက်ချတာကျတော့အာစေးလဲဟော ခက်လဲတိုးတက်လာတဲ့အခါကျတော့ဆေးလဲနိုင်သွားတာပေါ့နော်ဒီယောဂကိုအဲ့တော့နောက်ပိုင်းမှာတော့အဲ့လိုမျိုးဖြစ်တော့ပေါ့ပိုလီယိုယောဂဖြစ်တာကဒီအဖျားတာပေါ့ဖျားပြီးတော့စဖြစ်တာပေါ့အဲ့ချိန်မှာဒီဖြစ်တာတော့ဖျားလိုက်ကလေးကပိုလီယိုဖြစ်သွားပြီဒါပေမဲ့ဆေးထိုးတယ်ဆေးထိုးတာကြောင့်လည်းမဟုတ်ဘူးပေါ့ကာကွယ်ဆေးပိုလီယိုကာကွယ်ဆေးထိုးတာပေါ့ကာကွယ်ဆေးထိုးတယ်ထိုးပြီးတော့ဖျားတယ်အဲ့မှာတကယ်တော့သူကဒီရွယ်တွေမှာဖြစ်တယ်၁၂နှစ်ထိဖြစ်တယ် အသက်၁၂နှစ်အထိမှယောဂထားပြီးတော့လက္ခဏာထားပြပြီးတော့ထားပြီးတော့မတန်ဆွမ်းဖြစ်သွားလို့လည်းရှိတယ်။အဲအဲ့လိုမျိုးပေါ့။အဲ့တော့ဘယ်ချိန်ဘယ်ကာလမှာဖြစ်မယ်ဆိုရဲအတိအကျတော့မရှိဘူး။အာသူက၁၂နှစ်ကျွန်တော်တို့လေ့လာရတလောက်ကတော့အသက်၁၂နှစ်အထိဒီယောဂဘုရားလက္ခဏာပြနိုင်တယ်ပေါ့။အဲအဲ့ချိန်ကတော့လေးဘက်ထောက်သွားတဲ့အရွယ်ပဲရှိတယ်။၆လဆိုတော့လေးဘက်ထောက်ဆန်းနေပြီပေါ့နော်။မတက်ဆန်းဆန်းရုံလောက်ပေါ့လေးဘက်ထောက်တော့တောင်းအောင်။အဲ့ဒီအရွယ်ပဲရှိအောင်မဆိုတော့အော်ဒါကတော့မိဘတွေပြန်ပြောပြလို့သိတာပေါ့နော်။တကယ်တမ်းက ကိုကမတန်ဆွမ်းသူတယောက်ဖြစ်တယ်ဆိုတာကကြတော့ကျွန်တော်လူမန်တီတဆာရွယ်ပေါ့ငါးတန်း6တန်းပေါ့အဲကျန်တဲ့အချိန်ပိုင်းမှာကကိုကိုဒီလိုမျိုးဖြစ်နေတာတော့တိတော့ညာလဲခံစားမှုတိတ်မရှိဘူးငယ်သေးတယ်အဲဒါပေမဲ့ငါးတန်း6တန်းဆိုအရွယ်ရောက်လာတဲ့အခါကျတော့တိလာပြီအဲအဲ့လို အချိန်ကြောင်းမှာဟောကိုကဒီလိုအားနေချက်ရှိနေပါလားဆိုတော့ဟိုအာကိုရဲ့အသိစိတ်ကစတိတာပေါ့ဟုတ် ရှိရှိခဲ့ဘူးရယ်ရှိခဲ့ဘူးရယ်ဆိုတာကဒီမိသားစုထဲမှာဆိုရင်ဒီဘက်လိုအမြင်မကျဲတဲ့အခါကျတော့ဒီလိုမျိုးသားသမီးတယောက်မွေးထားပြီးတော့ရင်အာသူတို့တတ်တလုံးတင်ကျွေးထားမှဆိုတော့ကဏ္ဍမျိုးပေါ့နော်သူတို့အတက်နိုင်ဆုံးတော့ပြုစုပြောထောင်ပေးတယ်ဒါပေမဲ့အာဒီမတန်ဆန်းဒီကလေးတယောက်ကိုသူတို့ယုံကြည်မှုအပြည့်အဝမပေးဘူးပေါ့နော်ဘယ်ဘာသာဆိုရင်မိသားစုဟိုမိဘရေဆိုတော့တာသမီပေါ့ဆိုရင်မှုဆိုတာရှိတာပေါ့ အဲတခုခုသွားလို့ရှိရင်သူတို့သူ့ရဲ့အဲကလေးရဲ့တဘာဝအရာလူငယ်ဆိုလဲလူငယ်တဘာဝအရာသွားကြရှိသွားမယ်လာကြရှိလာမယ်တကယ်ချင်းနဲ့နေမယ်ဒါပေမဲ့စိုးရင်ချိန်ပေါ့တရားရောက်ကအနိုင်ကျင့်လိုက်မှမျိုးလို့အဲပြီးလို့ရှိရင်ဒီသူများဟိုတခုခုအရေးအကြောင်းဆိုရင်မပြေးနိုင်တာတော့အဲ့ဒီတော့ကြောင့်ဘာလောက်ကြလဲဆိုတော့အိမ်ထဲမှာပဲဟိုသူတို့ရဲ့မြဲသူတို့ရဲ့အရေးအောက်မှာပဲအမြဲနေစီခြင်းနဲ့ဆန္ဒရှိရပါတော့ပြီးလို့ရှိရင်အာသူတို့ငါတို့ကတော့သူ့ကို တက်နိုင်ဆုံးတော့ပြုစုပြုထောင်ရမယ်သူဘယ်လောက်ထိရောက်မလဲမသိရအောင်မသိရတဲ့ခါကျတော့အဲသူတို့ရဲ့စိတ်ထဲမှာစုံဖြတ်ချက်ကကြတော့ဘာလဲဆိုတော့အာသူ့ကိုငါတို့အမြဲတမ်းရှာဆောင်းလျှောက်ပြီးတော့ကြွေးရမှာငါတို့မတည်တဲ့မတည်ခင်အထိပေါ့အဲအဲ့လိုမျိုးသူတို့ရဲ့တတ်မှတ်ချက်လေးတွေရှိတာပေါ့ဝင်းဒိုးဝင်ဖို့ပေါ့နော်အိမ်မိသားစုတစုရဲ့ဝင်းဒိုးဝင်ဖို့တစ်ခုပေါ့အဲ့လိုမျိုးတတ်မှတ်ကြတယ်ပေါ့အဲတတ်မှတ်ကြတယ်ဒါပေမဲ့အကုန်လုံးမှာသူ့အနေနဲ့သူသူ့ပါရမီနဲ့သူ သူ့အရေးချင်းနဲ့သူပါလာကြတာကြီးပဲလေအချိန်တိုင်းတော့တခုခုတော့ဖြစ်လာမယ်အာဟိုတချို့တွေဆိုလို့ရှိရင်လည်းအဲ AR မှာလဲနေတယ်မတန်ဆောင်းနေရှိတယ်အဲဒါပေမဲ့လည်း AR တဲ့လဲနေလဲသူတို့လုံနိုင်တဲ့အရာလေးရှိတယ်ဒါပေမဲ့ AR လဲတော့ကြောင့်မိပါရဲ့ဘာလို့လဲဘာမှမလုံနေဆိုတော့သူတို့လုံနိုင်တဲ့အရာကိုသူတို့အာလုံပြပိုင်ဖို့မရှိဘူးသူတို့ ဟိုပိတ်ပင်တာရှိထားတဲ့ပုံစံမျိုးဖြစ်တာပေါ့နော်ပြီးတော့ကိုကိုရိုင်းလည်းမတန်ဆွမ်းဖြစ်တဲ့အော်ဖြတ်တန်းလာရတဲ့အချိန်တွေမှာအသားစီးတွေအများကြီးရှိတယ်ပဝင်းချင်းလူတိုင်းဝိုင်းပြီးနောက်ဆုံးဒီသွားလာတဲ့နေရာကအဆပေါ့နော်အသားစီးတွေအများကြီးရှိတယ်ဟိုခုနပြောသလိုဆော့ကစားတာတောင်မှအာအချာတာမန်ကလေးနဲ့တူတူတွဲဆော့ကစားတောင်မှကိုတက်ကနည်းနည်းဘယ်ရီယာဖရီဖြစ်တယ်အသားစီးမှုတွေရှိတယ်ပေါ့နော်အဲအဲ့လို ကန်တယ်ကန်တယ်ငငယ်ရဆိုကန်တယ်ငငယ်ကဘောလုံးကန်တယ်ဆော့တယ်ခေါ်တယ်တကယ်ကြီးတကယ်အခုအဲ့ချိန်ကကိုကပူသမောက်ကိုသမောက်မပြေးနိုင်လို့ကကိုပဲဖမ်းတယ်အဲ့လိုမျိုးဘောလုံးကန်တယ်ဆော့တယ်မျိုးစုံဆော့တယ်တကယ်ကြီးနေနဲ့ဆော့တယ်အော်နောက်ပိုင်းကိုကိုနဲ့တူတူတွဲနေတဲ့တကယ်ကြီးနေဆိုနောက်ပိုင်းအရွယ်ရောက်လာတဲ့အခါကျတော့ဘာဖြစ်လာလဲဆိုတော့သူတို့ကိုဒီလိုမျိုးမမြင်တော့ဘူးသူတို့လိုပဲအဲပြောရမဆိုရင်ဘာဖြစ်သွားတော့ပေါ့ miss ဖြစ်သွားတာပေါ့နော်သူတို့နဲ့တူတူလို့အတကကြရဲ့တနေရာသွားရင် သူတို့ကတော့သူတို့လိုပဲဆိုပြီးတော့သူတို့ကတော့တွားတာပုံမှန်ပေါ့ဒါပေမဲ့ကိုကကျတော့သူတို့နဲ့ခြေလမ်းချင်းမတူဘူးလေခြေလမ်းချင်းမတူတာကတခါကျရင်နောက်မှကြံခဲ့အဲအဲ့သူတို့နောက်ဆုံးသတိရရင်ပြန်လဲအောင်မှကြံခဲ့ပြီးဆောက်အောင်သူအပြန်ဆောက်ပြန်လဲခေါ်ဒီလိုမျိုးတွေတပိုင်းတိလာတဲ့ခါကျတော့ဟိုတငယ်ချင်းတွေကကို့ပေါ်အာတိတ်ပြီးတော့လို့ပြောနောက်ဆုံးမတွားနိုင်ဂုံပူးသွားရှိတယ်ကျတော့ဂုံပူးသွားတယ်ခြေသွားတယ်တယောက်ကလေးစီအဲ့လိုမျိုးတွေလည်းရှိခဲ့ဦးတယ်ပေါ့ဟုတ်အဲကောင်းခဲ့တယ်။ကျောင်းအဲပညာရေးမှာတော့နည်းနည်းလေးတော့တစ်ချက်အခက်အခဲရှိတာပေါ့။ ဘာကလည်းရှိတယ်တော့ဒီတိုင်းမှာကကျောင်းအိတ်ကစ်ကမြင်မကျေသေးရလဲပါမှာပေါ့ပါတဲ့အချိန်မှာကျွန်တော်က6နှစ်မှတက်ပညာဆက်တက်ရတာ9နှစ်ဆိုတက်ရပြီလေ9နှစ်ဆိုတက်ကပြီးတော့6နှစ်9နှစ်လောက်မှစတက်ရတာပေါ့တက်တဲ့အချိန်မှာဒါတော့မှဒီဆရာမတွေကလက်မခံဘူးအဲကျောင်းကြီးကသူတပည့်ကလေးတွေကျောင်းတက်နေချင်းအမေတို့ကကျောင်းစီရောက်လာအောင်ကျောင်းစီရောက်လာကျွန်တော်ကျောင်းထဲရှောက်သွားကျောင်းထဲရှောက်သွားတော့ကျောင်းဆရာကြီးကောင်းလဲရတယ်တွေ့တယ် ပြီးတော့မင်းဘာအကြောင်းမတက်သူလားမင်းပဲရရှိပြီလေဘယ်လောက်ရှိပြီလဲဆိုပြီးတော့ပြောပြီးတော့မှဒီလိုဒီအကြောင်းမဲဆိုတော့ကဲအဲ့ဒါဆိုမင်းမေဘမလည်းလာသွားမယ်ဆိုတော့မင်းကိုခေါ်ပြီးတော့ငါအကြောင်းလက်ခံတယ်အဲ့ဆိုပြီးတော့မှအဲ့တော့မှအကြောင်းစတက်ခွင့်ရတာပေါ့ဒီမိကလေးနဲ့အဆင်မပြေဘူးလို့အာပြောလို့ခွဲကြဆက်ဆံခံနေရတာပေါ့နော်ခွဲကြဆက်ဆံခံနေရတာဆိုတော့ဟိုအကြောင်းဟိုကျွန်တော်တို့ဒီအခုကိုလဲတိလာတဲ့အချိန်ကျတော့အကြောင်းဆရာမတယောက်ဒီ ကိုယ့်ရဲ့တပည့်သားသမီးဘယ်လိုပုံစံဘယ်လိုနည်းပဲဖြစ်စေသူ့ရဲ့အနာဂတ်အတွက် support ပေးဖို့အတွက်ဒါចောင်းဆိုတာចောင်းဆရာမဆိုတာဖြစ်တာပေါ့နော်ဘယ်လိုနည်းနဲ့ပဲပဲသူအတတ်နိုင်တော့ဒီចောင်းသားကိုယ့်ရဲ့ចောင်းသားကိုတတ်နိုင်တဲ့သူပညာရည်သင်ပေးရမယ် support ပေးရမယ်ဒါသူ့ရဲ့တာဝန်လေသူ့တာဝန်ဆိုတော့အာဆရာမကိုယ်တိုင်ကအထင်မြင်ကလေးနဲ့အစီအပြေမှာမဟုတ်ဘူးဆိုတော့စကားတစ်ခုနဲ့အချာကလေးတွေကတော့တာမှန်လေကိုတယောက်တည်းမတန်ဆိုအားနဲ့ချက်ရှိနေတာ ဟိုဟိုအဆင်မပြေဘူးသူတို့နဲ့တူတူထားလို့အဆင်မပြေဘူးဆိုတဲ့ကွဲကြဆက်ဆံမှုကအဲ့ဒါကတော့ဒါ first ဟို second ဟိုဒုတိယဒုတိယတာဆင်မှုပေါ့အော်ရက်ွက်ထဲမှာဆိုရင်တော့အပဝင်းချင်းရဲ့တာဆင်မှုတစ်ခုတော့ရှိရပါဘူး။ရင်းတော့ကျွန်တော်တို့ကြည်ကြောလမ်းလျှောက်လို့မတတ်တော့ဘူး။ကျောင်းကကျောင်းသွားတယ်မှန်ပဲဒါပေမဲ့ကျွန်တော်တို့တယောက်က site ကြည့်နေပြီသူလူစစဲကြည့်နေပြီဆိုတော့ကျွန်တော်တို့3ထားမိလိုက်လို့ရှိရင်ကျွန်တော်တို့လမ်းလျှောက်တဲ့ခြေလမ်းเนี่ยမမှန်တော့တခါကျရင်ချော့ပါလဲအဲအဲ့လိုမျိုးလေးရှိရပါတော့ အဲကြောင်းတက်တဲ့ချက်ကြတော့ဆရာမရဲ့ဒီဘယ်လိုပြောရမလဲသူရဲ့ knowledge အရင်နေတာလားပေါ့အဲ့လိုမျိုးအတားစီခံခဲ့ရဘူးလေပေါ့နော်အဲအဲ့ဒါဒီကြောင်းတငယ်ချင်းတွေထဲမှာတော့နည်းနည်းဟိုကြာလာတဲ့အခါရင်းနှီးလာတဲ့အခါခင်လာတဲ့အခါကျတော့ဟိုစာနောက်တဲ့သူရှိရယ်ကာကွယ်ပေးတဲ့သူရှိရယ်ဒီလိုပဲအစိုးနဲ့အကောင်တွဲနေတော့အေဂျာထဲမှာကျွန်တော်ကတော့ရှိနေရဘူးမရအနေနဲ့စိတ်ဓာတ်ကြနေပြီးတော့ကိုကိုကို ဖြစ်တယ်လို့မနေနဲ့ဆက်သွားဘလို့ပဲဖြစ်ဖြစ်ဆက်သွားဆက်လျှောက်တနေနေတော့ကိုလိုချင်တဲ့ပန်းတောင်ရောက်အောင်နော်ကိုတွားနိုင်တဲ့လောက်ထိတော့တွားအချိန်တိုင်းတော့ရောက်မှာပဲမြန်မြန်ရောက်ဖို့လည်းမလိုသလိုအာရက်နေဖို့လည်းမလိုအပ်ဘူးအဲ့တော့ပုံမှန်လေးပဲဆက်သွားပြီးဆက်ပြီးဆက်လက်ပြီးတော့ကြိုးစားနေရင်ကိုလိုချင်တဲ့ပန်းတိုင်းအဲကိုဖြစ်ချင်တဲ့နေရာကိုရောက်ချင်တဲ့နေရာအဲ့နေရာတော့အချိန်တိုင်းတော့ရောက်သွားမှာပေါ့ စိတ်တက်ကြနေလို့လည်းအာဘာမှမထူဘူးပြီးတော့နောက်တစ်ခုကကြတော့ပြောချင်တာကကျွန်တော်တို့မတန်ဆောင်းပါလေ music test ဆိုတာရှိအတန်အလက်ရှိကိုတဲ့အငယ်ကြီးပေါ့နော်အဲဒီအာဒီအတမွေးအကြောင်းပညာရက်တွေ free သင်ပေးနေတဲ့သင်တန်းကျောင်းတွေရှိရယ်နော်အဲဒီသင်တန်းကျောင်းတွေကအာကျိုင်ဝမ်ဖျားလန်းနဲ့မင်းသမားလန်းတောက်မှာအာမတန်ဆွမ်းအာလူမှုဝန်ထမ်းဦးစီးဌာနကနေပြီးတော့ ဖွင့်ပေးထားတယ်မတန်ဆန်းတက်ကြီးတင်တဲ့ကြောင်းတစ်ခုရှိမယ်ပင် AR ဂျပန်အဲသူတို့လည်းအတမွေးကြောင်းပညာရေးတင်ပေးတယ်တင်တဲ့ကြောင်းတစ်ခုရှိမယ်နှစ်ခုရှိမယ်ပေါ့နော်အဲသူကဒီအပတ်စဉ်တိုင်း3လခွဲရှိမယ်3လရှိမယ်အဲ့အပတ်စဉ်တိုင်းဒီတင်တဲ့သားတွေပြန်ခေါ်လာရေးရှိတယ်အဲ့တော့အဲ့ဒီတင်တဲ့ကြောင်းနေမှာဆိုရင်စပင်းချက်ရှိမယ်စက်ချုပ်ရှိမယ်ပင်ကွန်ပျူတာရှိမယ်အာပိုးစာပုံလေးရှိမယ် အပင်ကွန်ပျူတာရှိမယ်အဲဒီလိုတန်တန်းနေရှိတယ်တန်ဆောင်းနေနဲ့ကိုက်နေတဲ့တန်တန်းလေးပေါ့အဲ့ဒီတန်တန်းလေးတက်အဲ့ဒီတန်တန်းတက်ပြီးတော့နောက်ဆုံးအဲ့ဒီတန်တန်းလေးနဲ့ကိုကအလံဝေးတယ်မတက်ဖူးဆိုရင်တောင်မှကိုနဲ့ကိုက်မဲ့ကိုပညာရမဲ့လက်မှုအတက်ပညာအဓိကတော့လက်မှုအတက်ပညာအတန်းပညာကအာကျွန်တော်တရားတော်တိတ်ပြီးတော့နေရာမပြေဘူးအတန်းပညာရှိတော်냐လေကိုကအာနေချက်ရှိရဲ့သူဖြစ်တဲ့ကြောင့် ဒီလုပ်ငန်းကပိုင်ရှင်ကကိုယ့်ကိုလက်ခံမှာကိုရမှာအဲ့တော့လက်မှုအတက်ပညာရှိနေရင်ကိုယ့်ရဲ့ experience မြင့်လေလေကိုယ့်ရဲ့အတက်ပညာကောင်းလေလေကိုယ့်ရဲ့ပညာကိုကိုယုံကြည်လေလေဘလို့ပဲဖြစ်ဖြစ်ဖြစ်နေပါစေလုပ်ငန်းရှင်က သူနဲ့ kait လို့သူ့အတွက်အကျိုးအမြတ်ရရင်ကို့အတုံးပြုမယ်ကိုနဲ့တွေ့လှုပ်လိမ့်မယ်အဲ့တော့ဘာအဓိကကြလဲဆိုတော့အတက်ပညာလက်မှုအတက်ပညာတစ်ခုခု ကိုစုံငန်းတိုင်အောင်တင်ပြီးတော့စ조사ကြည့်ခြင်း ਨੇ ကျွန်တော်တို့အငယ်တွေရှိတယ်အခုမှအာဒီအတတ်ပညာကျောင်းပညာတက်နေတယ်အာမတန်ဆွမ်းညီလေးတွေညီမလေးတွေရှိမယ်ကျွန်တော်တို့အောက်ကပါတော့အဲသူတို့တွေကိုအတတ်ပညာတက်နေလဲရှေ့ဆက်တက်ပါ조사ပါအတတ်ပညာလည်းလိုအပ်တယ်ရှေ့ဆက်တက်ပါအတတ်ပညာပြီးသွားရင်ဆိုရင်အတတ်ပညာကိုဆက်သွားပါပြီးတော့မှ ိုယ့်ရဲ့စာဝတ်နေရေးဆိုတဲ့အရာကိုအေးအေးဆေးဆေးဖြည့်ရှင်လို့ရမှာအဲ့တော့စာဝတ်နေရေးကအဓိကသားကြရတယ်ကျွန်တော်တို့ဘွားအတွက်အဲ့တော့အာလုပ်ငန်းခွင်ကအတန်းပညာတက်ပြီးသွားရင်လုပ်ငန်းခွင်တန်းဝင်မယ်ဆိုပြီးတော့တထိတ်ချယုံကြည်မထားပါနဲ့။ဒါဆိုကိုယ့်ရဲ့အတန်းပညာနဲ့ကိုင်မဲ့လုပ်ငန်းခွင်ကရှိနေတော့ညာလေဒီအလုပ်အုံနာကကိုယ့်ကိုလက်ခံနိုင်မှကိုကဒီလုပ်ကိုလုပ်ခွင့်ရမှာအဲ့တော့ဟို ကိုယ့်ရဲ့အတတ်ပညာကိုဦးစားပေးပြီးသင်ပါကိုနဲ့ကိုလည်းဝါသနာပါမယ်အဲကိုနဲ့လည်းကြိုက်မယ်ဒီပြီးတော့ဒီအတတ်ပညာဒီကိုရေးရှိကိုရဲ့ဝမ်းစာအတွက်ဖြည့်လို့ရမယ်ပညာမျိုးဖြည့်ရမယ်အဲ့ဒါမျိုးစဉ်းစားပြီးတော့အတတ်ပညာကိုဦးစားပေးပြီးတော့သင်သင်ပြီးတော့အဲ့အတတ်ပညာနဲ့ရက်ဒီအဲ့တော့မှသာလေအခြေခံပါလိမ့်မယ်အဲ့လိုမဟုတ်ဘဲနဲ့အာလက်တလောအစဉ်ပြေမှုကိုကြည်ပြီးတော့ အာဒီအလုံးနဲ့ငါအဆင်ပြေနေတယ်ဒီအလုံးနဲ့ငါဘောကငါရက်တည်မယ်လို့မဆုံးဖြတ်ပါနဲ့လို့အာတတ်နိုင်ဆုံးတော့ကိုယ့်ရဲ့အာခိုင်မာတဲ့အတတ်ပညာလက်မှုအတတ်ပညာတစ်ခုကိုအော်မိမိရရစုပ်ကိုင်နိုင်တဲ့အထိစူးစမ်းပါလို့ပြောချင်ပါတယ်